Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Afghanistan တွင်ပြင်းအား6.3အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်မှုကြောင့်အနည်းဆုံး4ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Afghanistan နိုင်ငံမြောက်ပိုင်းအကြီးဆုံးမြို့များထဲမှာတစ်မြို့ဖြစ်တဲ့ Mazar e Sharif မြို့အနီးမှာတော့ပြင်းအား6.3အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်လူ4ဦးသေဆုံးခဲ့ကြောင်းဒေသခံအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်ဒီငလျင်ဟာဆိုရင်တော့ဒေသစံတော်ချိန်နဲ့တနအာရီလောက်မှာလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ် အမေရိကန်ဘူမိဗေဒစတန်ရဲ့အဆိုအရတော့ဒီငလျင်ဟာပြင်အား6.3အဆင့်ရှိပြီးအနက်28ကီလိုမီတာ18မိုင်မှလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။တိတာထင်ရှားတဲ့ထိခိုက်သေးဆုံးမှုနဲ့ကြဲကြဲပြန့်ပြန့်ဖြစ်နိုင်တဲ့ဘေးအန္တရာယ်တွေအတွက်လည်းပဲအေဂျင်စီကနေပြီးတော့သတိပေးလိုထားပါတယ်။မာဇာအီရှရစ်မြို့ဟာမြို့တော်ဖြစ်တဲ့ဘယ်လ်ပြည်နယ်မှတာလီဘန်ပြောရေးဆိုခွင့်ရှိသူဟာဂျီစာဒိတ်ကတော့ရှီလာကာရာခရိုင်မှာလူလေးဦးသေဆုံးခဲ့ပြီးဒဏ်ရာအများအပြားရရှိခဲ့တယ်လို့အိတ်စ်မှာကြေညာခဲ့ပါတယ်။ အနီးအနားကတောင်ပေါ်ပြင်တဲ့တစ်ခုဖြစ်တဲ့စာမန်ကန်မှာကျမ်းမာရေးအရာရှိတအူးကလည်းလူခဏဦးတည်ဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိသူ150ကို ကျမ်းမာရေးဌာနတွေကိုပို့ဆောင်ခဲ့ရတယ်လို့ရိုက်တာသတင်းဌာနကပြောကြားခဲ့ပါတယ်။ မာဇာအီရှရစ်မြို့မှာလူဦးရေ9သိန်းကျော်နေထိုင်ကြပြီးတော့ငလျင်လှုပ်ခတ်ချိန်မှာမြို့ကန်သူအများအပြားဟာသူတို့ရဲ့အိမ်တွေပြိုကျမှစိုးရိမ်တာကြောင့်လမ်းတွေပေါ်ကိုအလင်းအမြန်ထွက်ပြေးခဲ့ကြတယ်လို့ AFP သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဘယ်ပြည်နယ်မှာတာလီဘန်ပြောရေးဆိုခွင့်ရှိသူဟာမာဇာအီရှရစ်မြို့ရဲ့ထင်ရှားတဲ့ဒေသဆိုင်ရာအမှတ်အသားဖြစ်တဲ့ Blue Mosque မှာအပျက်စီးတွေပြန့်ကျဲနေတာကိုပြသထားတဲ့ဗီဒီယိုတစ်ခုကိုလည်း X မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ဆိုရင်တော့အိန္ဒိယနဲ့ယူရေးရှားကြောက်ချက်လာတွေစုံစည်းရမှာတည်ရှိနေတဲ့အတွက်ငလျင်လောက်ခတ်နိုင်ခြေအလွန်ကိုများတဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ